ကျန်ယူထိန်ချွာလော်ခီလာမှာဒိုင်းသားလက်နက်ကင်တွေရဲ့ညီလာခံစတင်နေတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာပါဒိုင်းသားလက်နက်ကင်တပ်ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကိုကင်မျိုးသားစီယုံထိန်ချုံနေမြေလော်ခီလာမှာဒီကနေ့မနက်9နာရီခွဲမှာစတင်ပြီးတပီလုံးပစ်ခတ်တိုက်ခိုက်မှုရဲ့ဆဲရေးသဘောတူစာချုပ်မူကြမ်းကိုစတင်ဆွေးနွေးနေကြပါတယ်ဒီထိပ်သီးအစည်းအဝေးဟာမလ31ရက်နေ့ကဒိုင်းသားလက်နက်ကင်တော်လန်ရေးအဖွဲ့ရဲ့တနင်္ဂနွေလုံးအပစ်ခတ်ရဲ့ဆဲရေးဆိုင်ရာညီနိုင်ရေးအဖွဲ့ NCCD နဲ့ ပြည်အောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC တို့ပူးတဲ့ရေးဆွဲခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်မူကြမ်းနဲ့ပတ်သက်လို့အတီးပြူးမပြူးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။အစည်းအဝေးကိုလက်ရှိတိုက်ပွဲဖြစ်ပါနေတဲ့တအန်းရခိုင်နဲ့ကိုကန့်တက်တွေကကိုယ်စားလှယ်တွေအပါအဝင်တိုင်းသားလက်နက်ကင်တော်လင်ရေးအဖွဲ့ပေါင်းစုံတက်ရောက်ကြတယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် Mr. BJ Nambia တရုတ်တန်တမန်တွေလည်းတက်ရောက်ကြပါတယ်။အင်ရှင် KNU အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူစေဖိုကတဘာပတိ အဖွင့်မိန်ကောမှာဒီအစည်းအဝေးဟာတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနိုင်ငံရဲ့အနာဂတ်နိုင်ငံရေးအခင်းကျင်းတွေအတွက်အင်မတန်အရေးကြီးပြီးတိုင်းဒေသတွေရဲ့အနာဂတ်နိုင်ငံရေးအခင်းကျင်းတွေကိုအဆုံးဖြတ်ပေးမယ့်အစည်းအဝေးအဖြစ်ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ဤခိုက်တက်ခတ်မှုပူရဲဆောင်ချီဆောင်ချီရေးကော်မတီတွေမူအရသဘောတူရာကနေလက်တွေ့ဘယ်လိုအကောင့်ထဲဖော်မယ်ဆိုတာဆက်ဆွေးနွေးကြမယ်။ နိုင်ငံရေးဆွေးနွေးဖို့သဘောတူထားပြီးဘယ်လိုမူပေါင်းတွင်နဲ့ဆက်သွားမယ်ဆိုတာဆက်ဆွေးနွေးကြမယ်မူပေါင်းတွင်သဘောတူပြီးဆိုရင်နိုင်ငံရေးဆွေးနွေးပွဲတွင်မှအားလုံးပါဝင်ပြီးဆက်ဆွေးနွေးကြမယ်ဒါပေမဲ့ဒီစာချုပ်ကိုအသုံးပြုပြီးအပြစ်ခရဆရေးအကောင့်ထဲပေါ်နိုင်ဖို့အတွက်စောင့်ကြည့်ကြည့်ကြမှုပြုလုပ်နိုင်တဲ့ အာသာချက်တော့ရှိပါတယ်။ဒါကြောင့်ထိတ်ပြီးကောင်းဆောင်များကိုတိုက်တွန်းလိုတာကခုနကပြောပြခဲ့တဲ့အခြေခံတွေကြောင့်ဒီစာချုပ်ကိုရဲရဲတင်းတင်းလက်မထိုးချပြီးဆက်လက်ဆွေးနွေးကြရမယ်။ဆွေးနွေးပွဲပေါင်းစုံမှစပွဲခုံတိုက်ပွဲဝင်ကြဖို့ပဲဖြစ်ပါတယ်။ဒီညီလာခံကိုအစိုးရနဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိုကန့်အဖွဲ့ကလည်းတက်ရောက်ခဲ့ပါတယ်။ ပြစ်ခတ်ရဆေးရအတွက်အစိုးရကကိုကန့်အဖွဲ့နဲ့ဆွေးနွေးနိုင်တဲ့အပေါ်မှာကိုကန့်အဖွဲ့ဆက်ဆံရေးဌာနမှုကိုမေးမြန်းထားပါတယ်။ကျွန်တော်တို့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်နေတာတော့ကျွန်တော်တို့ကတော့အယမ်းမျော်လင့်နေတယ်ဒီ ceasefire ဖြစ်ဖြစ်ငင်းချမ်းရေးဖြစ်ဖြစ်ဒါပေမဲ့ကျွန်တော်တို့ကစကားပြောချင်တယ်စကားပြောချင်တဲ့အချိန်မှာကျွန်တော်အစိုးရကကျွန်တော်တို့ဘာမှပြန်ပြန်လက်မကြည့်ဘူးဆိုကျွန်တော်တို့လည်းစိတ်နာပါတယ်။အော်လုံးလုံးဆက်ခွဲထွက်မှုဆိုတာကဘယ်လိုပြောရအောင်လဲကျွန်တော်တို့အာ အလုံးလုံးလုံးတဲ့ပုံမှာနည်းနည်းလေးလွဲနေတော့ကျွန်တော်တို့ဒီ SCCT ဖဲကိုနည်းနည်းခဏရက်နာမယ်အဲ့လိုမျိုးရှိနေတယ်